အလုံးပဲမင်္ဂလာပါအခု solution 2025နှစ်ကွန်ပိုင်းတော့ရောက်နေပါပြီတချို့ solution ဒီ year end အတွက်ကြိုပြီးတော့ planning တွေလုပ်နေပြီပြင်ဆင်နေပြီတချို့ solution လည်းနောက်နှစ်အတွက်ဘာတွေလုပ်ချင်တယ်လဲဆိုတာစပြီးတော့ပြင်ဆင်နေကြပြီဒီနေ့မှာ solution တော့ကျွန်မတရင်ကောက်တစ်ခုပြောချင်တာကတော့2025အတွက်2026မှာ tax file တဲ့အချိန်ကျကျွန်မတို့အားလုံးက tax return ရမယ့်သူကပိုးရမှာဖြစ်တယ် tax return မရဘဲနဲ့ပေးရမယ့်သူကလည်းပေးရတာတက်တာမှာဖြစ်ပါတယ် ဘာဖြစ်လို့ကျမတို့ text return ပို့ရမှာလဲဘာဖြစ်လို့ text ပေးဖို့တက်တာမှာလဲဆိုတာအချက်6ချက်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျမတို့ standard deduction ကိုကျမတို့ကြည့်ကြရအောင်ပုံမှန် solution နှစ်တိုင်း standard deduction ကတော့ the inflation align တိုးပါတယ်အခု2025မှာတော့ထူးထူးခြားခြားနှစ်ခါတိုးပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် IRS ကပုံမှန်နှစ်တိုင်းတိုးတာလဲ တိုးထားတယ်ပြီးတော့မှ OB3A ကို President Donald Trump ကဆိုင်းထုတ်လိုက်တဲ့အချိန်မှာချက်ပြီးတော့တိုးတယ်အဆိုဒီနစ်ကထူးထူးခြားခြား standard deduction တစ်ခါတိုးတာဖြစ်ပါတယ်ဒီ screen ပေါ်မှာတွေ့တဲ့အတိုင်းပဲ2024တုန်းကဆိုလို့ရှိရင် single မလို့ရှိ merit filing separate လေးတမားဒီက14600ရရတာဖြစ်ပါတယ်အဲ့ဒါကို2025အတွက်ကို1000ခွဲမှာတိုးပေးထားတာဖြစ်ပါတယ် OB3A အကြောင်းနောက်ထပ်850တိုးပြီးတော့ အခုဆိုလို့ရှိရင်15,950ဖြစ်တာဖြစ်ပါတယ်အလားတူပဲ merit filing jointly တမားရီအတွက်ဆိုလို့ရှိရင်2024တုန်းက19,200ဖြစ်ပါတယ်အဲ့ဒါကို2025အတွက်3000မှာသူတို့တိုးပေးထားတာဖြစ်ပါတယ် OB3A ကနောက်ထပ်1,500တိုးပေးပြီးတော့အခု3000နဲ့1,500ဖြစ်မှာဖြစ်ပါတယ် ပြီးလို့ရှိရင် head of household အတွက်ဆိုလို့ရှိရင်2024မှာ2100ဖြစ်ပါတယ်အဲ့ဒါကို2025အတွက်2200500မှာတိုးပေးထားတာဖြစ်ပါတယ် OB3 ကနောက်ထပ်1000နဲ့125တိုးပေးတဲ့အတွက်အခုဆိုလို့ရှိရင်2000 3625ဖြစ်တာဖြစ်ပါတယ် US မှာ90%လောက်က standard deduction ကိုသုံးနေတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့အတွက်ပိုကိုက်လို့ဖြစ်တယ်၊ပိုကောင်းလို့ဖြစ်တယ်။ကိုက itemized deduction detect များတဲ့ဟာ use ရရှိမှသာလင်ကို itemize လုပ်တာအကျိုးရှိမှဖြစ်ပါတယ်။ qualify itemized deduction ကိုယူဖို့9000လောက်ပဲရှိတယ်ဆိုလို့ရှိရင် merit filing join နဲ့တမားရီဆိုလို့ရှိရင်3000ကျော်ရနေတဲ့အချိန်မှာဟို itemized deduction မှာနှုတ်လို့ရတဲ့ဟာ အာ9000တပေါင်းခုကျမတို့မတုံးတော့ဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်နှစ်ခုစလုံးတုံးလို့မရဘူး။တစ်ခုပဲရွေးရမှာဖြစ်တဲ့အတွက်ကိုယ့်အတွက်ပိုကောင်းတာရွေးတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့လူအများစုအတွက်က standard deduction ပဲပိုကောင်းတာဖြစ်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်အကြောင်းအမျိုးမျိုးကြောင့် the standard deduction ထက် itemized deduction ပိုကောင်းတဲ့ဆိုတဲ့သူတွေအတွက်လည်း tax return ပို့ရမှာဖြစ်တယ်မဟုတ်လို့ရှင်ပေးရတာတက်ပါမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှင် state နဲ့ပတ်သက်တဲ့ salt လို့ခေါ်တဲ့ state tax a local tax property tax စသဖြင့်အဒီ tax တွေကို deduction ယူခွင့်ပြုတာဖြစ်ပါတယ်ဒါပေမဲ့ OB 3A မတိုင်ခင်တုန်းကဆိုလို့ရှိရင်ဘယ်လောက်ပဲကိုကပေးထားပေးထားတပေါင်းအထိပဲယူခွင့်ရှိတာဖြစ်ပါတယ်အဲ့ဒါကို OB 3A က4000အထိ deduction ယူခွင့်ပြုလာတာဖြစ်တဲ့အတွက် property tax တွေအများကြီးပေးထားတယ် local tax တွေအများကြီးပေးထားတယ်ဆိုလို့ရှိရင် itemized deduction ယူတဲ့သူတွေကလည်းဒီအပြောင်းလဲရဲ့အကျိုးကျေးဇူးကိုခံစားမှာဖြစ်ပါတယ်။တတိယတစ်ချက်ကတော့ဒီ overtime income ရှိတဲ့သူကလည်း no tax on overtime ဆိုတဲ့ OB3A ကြောင့်ဒီအပြောင်းလဲအပေါ်မှာအကျိုးကျေးဇူးခံစားမှာဖြစ်ပါတယ် single သမားတွေဆိုလို့ရှိရင်သူတို့ရဲ့ overtime income တစ်ထောင်နဲ့2500အထိကိုသူတို့ပေးထားတဲ့ federal income tax တွေကို deduction ပြန်ယူခွင့်ရမှာဖြစ်ပါတယ် merit jointly တမားတွေဆိုလို့ရှိရင်တော့2000ခွဲအထိကိုသူတို့ deduction အနေနဲ့ပြန်ယူခွင့်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် number 4အနေနဲ့ဆိုလို့ရှိရင် tips income ရှိတဲ့လူကလည်း OB3A ရဲ့ no tax on tips ဆိုတဲ့အပြောင်းလဲကြောင်းအကျိုးကျေးဇူးခံစားမှာဖြစ်ပါတယ်သူတို့ tips income နဲ့ပန်းခွဲအထည်ကို federal income tax ပေးထားတယ်ဆိုလို့ရှိရင် deduction အနေနဲ့သူတို့ပြန်ယူခွင့်ရမှာဖြစ်ပါတယ်အဲ့ဒါအတွက်ကြောင့်လဲ tips income ရှိတဲ့သူက tax return ပို့ရမှာဖြစ်တယ်မဟုတ်လို့ရှင်သူတို့ tax ပေးဖို့နည်းစေမှာဖြစ်ပါတယ် income ကန်တထားတာရှိတယ်ဒါပေမဲ့တော်တော်များများကတော့ဒီ income level အောက်မှာရှိမှာဖြစ်တဲ့အတွက်လူအများစုအတွက်အကျိုးရှိမှာဖြစ်ပါတယ်ပြီးလို့ရှင်နံပါတ်5မှာဆိုလို့ရှင် car loan interest တွေကိုလည်း deduction ယူခွင့်ရမှာဖြစ်ပါတယ်ကားအသစ်ဖြစ်ရမယ်ဒီလိုရှင်ဒီသူရဲ့ final assembly ကတော့ဒီ US ထဲမှာဖြစ်ရမယ်ဆိုတော့စီကံရှိပါတယ်ဒီဘောင်ထဲမှာဝင်တယ်ဆိုလို့ရှင်လဲ2025ထဲမှာပေးထားတဲ့ ကားလုံး interest တဲ့ကနေတပေါင်းအထီကို deduction ယူခွင့်ရမှာဖြစ်ပါတယ်။အဲ့ဒါကတော့ standard deduction ပဲယူယူ itemized deduction ပဲယူယူယူခွင့်ရှိမှာ ဖြစ်ပါတယ်။ဖြစ်လို့ရှိရင် number 6မှာကြာတော့ child tax credit ကလည်းတိုးတာဖြစ်ပါတယ်။2024တုန်းက qualified child တယောက် solution credit နှစ်ထောင်အထီရနိုင်တာဖြစ်ပါတယ်။အခု900တိုးပြီးတော့1900အထီရနိုင်တာဖြစ်ပါတယ်။ဒီမှာတစ်ခုရှိတာကတော့ refundable ကတော့1900ပဲဖြစ်ပါတယ် refundable အပိုင်းကိုကျတော့သူတို့တိုးမပေးထားဘူးပြီးခရက်နှစ်ကလည်း1900ပဲအခုလည်း1900ဖြစ်ပါတယ်အားကြောင့်လူတော်တော်များများကဒီ char tax credit တိုးတဲ့အပေါ်မှာလည်း tax return ပို့ရမှာဖြစ်ပါတယ်မို့လို့ရှင်သူတို့ပေးเสียရှိတဲ့ tax အာရော့စေမှာဖြစ်ပါတယ်အခုကျမတို့ပြောနေရင်းနဲ့ဒီ refundable ဆိုတဲ့ဟာကိုကျမအနည်းငယ်အရှင်းပြချင်တယ် အာ Chow Tax Credit ကတော့2000ဟုတ်တယ်ပြီးခဲ့တဲ့နှစ်ကအခု2025မှာ2200ကျွန်မတို့ရမှာဖြစ်တယ်ဒီ refundable ကတော့1900ပဲဖြစ်ပါတယ်ကျန်တဲ့အပိုင်းကိုကျတော့ပေးစရာ tax ရှိတယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့ချိန်မှာဖြစ်တယ်တကယ်လို့လူတယောက်က standard deduction ဒီနှုတ်ပြီးသွားတဲ့အချိန်မှာသူ့မှာ tax pay ဖို့ income မရှိတော့ဘူးဥပမာမိသားစုတစ်စုရဲ့ income က standard deduction ထက်မများဘူးဆိုလို့ရှိရင်သူတို့ standard deduction နှုတ်ပြီးသွားတဲ့အချိန်မှာ ဘာမှ income မကျန်တော့ဘူးဆိုလို့ရှိရင်သူတို့ federal income tax ဘာတခုမှပေးစရာမလိုတော့ဘူးအဲ့ဒါကြောင့်တကယ်လို့သူတို့ပေးထားတာရှင်းတော့မှသူတို့ refund အနေနဲ့ပြန်ရမှာဖြစ်တယ်ဒီလိုမျိုးအခြေအနေမှာဆိုလို့ရှိရင် refundable က1900ပဲဖြစ်တယ်သူတို့1900ပဲရမှာဖြစ်ပါတယ်သူတို့ maximum ပြန်ရနိုင်တာကခလေးတယောက်ပေါ်မှာ1900ပဲဖြစ်ပါတယ် child tax credit က1000 ဒါပေမဲ့ကျမတို့ကအပြည့်မရဘူးအဲ့လိုမျိုးတွေရှိတတ်တယ်အဲ့ဒါကတော့ refundable ကတော့1900ပဲဖြစ်တယ်ဆိုတာကိုကျမဒီမှာအနည်းငယ်ပြောချင်ပါတယ်အခုကျမတို့ပြောသွားတဲ့အချက်ဒီကြောင်2026မှာကျမတို့က tax return ပို့ရမှာဖြစ်တယ်မလို့ရှင် tax ပေးရတာတက်သားမှာဖြစ်ပါတယ်ကျမ bonus အနေနဲ့အာတခုပြောချင်တာကတော့အသက်65နဲ့အသက်ဆိုလို့ရှင်ဒေါ်လာ6000ကို deduction ထပ်ပြီးတော့ရမှာဖြစ်ပါတယ် လင်မယားအတူတူဖောက်တဲ့လူတွေဆိုလို့ရှိရင်ဒေါ်လာ12000အထိကိုသူတို့ထပ်ပြီးတော့ deduction ရမှာဖြစ်ပါတယ်။အားကြောင့်မလို့တချို့ senior တွေဆိုလို့ရှိရင် federal income tax pay ဆရာတော်လို့မှမဟုတ်ဘူး။သူတို့ပေးထားတာရှင်းလဲ refund အနေနဲ့ပြန်ရမှာဖြစ်ပါတယ်။ကျမတို့2026မှာ2025အတွက် tax return file တဲ့ change ကြရတော့ကျမတို့အားလုံးကဒီအကျိုးကျေးဇူးတွေကိုခံစားမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲဖြစ်ပါတယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။